UNDP ဆိုင်ရာအလုံသမအဖွဲ့ INO ကမြန်မာနိုင်ငံကိုစီးပွားရေးပိတ်ဆို့အရေးယူမှုချမှတ်သွားဖို့ရှိတယ်လို့သတင်းတွေထွက်ပေါ်နေတာကြောင့် MN တကယ်ပိတ်ဆို့မှုလုပ်ခဲ့ပါကအလုံသမတိုင်းချီခက်ခဲတွေ့နိုင်ကြောင်းမြို့သားဒီမိုကရေစီအင်အားစုပါတီ NDF အတွင်ရေးမှုဦးထောက်အောင်ကျော်က CNN သတင်းဌာနကိုပြောပါရတယ်။ INO ဟာ Article 33ပါပြဋ္ဌာန်းချက်တွေကိုမလိုက်နာတဲ့နိုင်ငံကိုဆန်ရှင်လုပ်ပြီးအရေးယူလေးရှိရာမြန်မာနိုင်ငံကိုလည်း Article 29, Article 87, Article 111, Article 138 တို့အားလိုက်နာမှုရှိမရှိဇွန်လမှာစီစစ်မှာဖြစ်ပြီးချိုးဖောက်မှုတွေ့ရှိပါကပိတ်ဆို့အရေးယူမှုလုပ်မယ်လို့ပြည်တွင်းပြည်ပတန်တမန်နေကြာသတင်းတွေထွက်ပေါ်နေပါတယ်။အတက်ကတတိတို့ရတာ article 29 87 11 138အဒီလေးချက်ကိုမဖြစ်မနေနိုင်တာလိုင်းနာမှုတက်ကွက်တဲ့ဆိုလို့ရှိရင်ဒါအဲဆိုရရေးရင်ဝင်လာတော့ဒီစမ်းမနေမှာလောက်ကမရမနေဘူးပြောတာကအနည်းဆုံးကတော့ဒါငင်းငါးတိုင်းတော့လွတ်ပြသွားနိုင်တဲ့အနေအထားရှိတယ်ဒီရင်ကျွန်တော်တို့တိုင်းပြည်ရဲ့ 上个月，啊这边故宫，哎 <noise> 呀，我几来旅游来，第一站就到北京嘞，宏伟啊，这到古迹嘛，八达阁咱们。 ဒီအရေးဖြစ်သွားခဲ့ပြီးရှိတော့ပေါ့။နောက်တော့တော်တော်ဆိုးရင်ကြာကောင်းတော့မလို့ဒီတော့ကြောင့်မလို့အစိုးရအနေနဲ့အလုံးမောင်းဝင်ဌာနအနေနဲ့ဒါလေးကိုသတိသာသာလေးဟိုပြည်ပြည်နဲ့တိုင်တွဲဆောင်ရွက်ဖို့တော့ညွှန်လဲ့တာပေါ့။2023 2024ဘဏ္ဍာနှင့်ပထမ3လပတ်အတွင်းအထည်ချုပ်လုပ်ငန်းပြပတင်ပို့မှုဝင်ငွေဒေါ်လာ964တသမတသန်းရရှိခဲ့ကြောင်းဗဟိုစည်ရင်းအင်းအဖွဲ့မှထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာအထည်ချုပ်လုပ်ငန်းတွေဟာနိုင်ငံပေါင်း80ကျော်ကိုတင်ပို့လျက်ရှိကြောင်းအဲ့ဒီနိုင်ငံတွေမှာဂျပန်ပိုလန်စပိန် ဂျာမနီ၊ကိုရီးယား၊ UK ၊နယ်သာလန်၊အီတလီ၊အမေရိကန်၊ပြင်သစ်၊ဒိမဲ၊ဘယ်ဂျီယံတို့ကိုအဓိကတင်ပို့လျက်ရှိကြောင်းစီးပွားရေးနှင့် ကုသရေးဝန်ကြီးဌာနမှသိရပါဗျာ။